ကြက်သိန်းပေါင်း1000ကျော်ယူပြီးပြန်မပေးသေးတဲ့ကြပြားပွဲမှုနဲ့ပတ်သက်လို့ဆက်လက်ညှိနှိုင်းအပြေအစာဆောင်ရွက်သွားမှာဖြစ်ပြီးတော့တရားမစွဲသေးဘူးလို့နင့်နာခဲ့တဲ့ကာယကံစင်တွေကပြောပါတယ်။ဒေါ်တူတူအောင်ကသတင်းပေးပို့ထားတာပါခင်ဗျာ။ဟုတ်ပဲ။အစိုးရကပြပွဲမှုနဲ့ပတ်သက်ပြီးနင်နာသူတချို့ကဇွန်လ10ရက်နေ့ကရန်ကုန်မြို့ဗိုလ်တထောင်လမ်းမှာရှိတဲ့ Okay Hotel မှာစာနယ်ဇင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါနင်နာသူအများစုကအမှုပညာလောကကဖြစ်ပြီးဆုံးရှုံးမှုတံမိုးကပေါက်လိုက်ရင် ိမ်ပေါင်းတပေါင်းကျော်ရှိတယ်လို့လည်းနှစ်နာသူတွေကပြောပါတယ်ပြီးခဲ့တဲ့2015ခုနှစ်က ZTH စီဆိုင်မှာအစုရှယ်ယာဝင်ဖို့အတွက်အဲ့ဒီငွေတွေကိုပေးခဲ့တယ်လို့လည်းငွေပြန်မရသူတွေကပြောပါတယ်အာသူ့ကိုရင်းနှီးမှုတာတကြောင်နော်သူ့ယောက်ျားရဲ့ပိုင်ဆိုင်မှုတွေလည်းအများကြီးပါဟုတ်သူ့ယောက်ျားရဲ့ဂုံကလည်းတော်တော်ကြီးပါတယ်အဲ့ဓာတွေအားလုံးကိုချစ်ငယ်တော့ကယုံစားမိလိုက်တယ်ပေါ့နော်အာ ပထမစစချင်းကတော့သူတို့ဒီချစ်ကေကိုခေါ်ဆိုခြင်းကအဲရှေယာအစုရှေယာပေါင်ပါကြပါတစုကိုသိနေရတစုကိုဝေ900ကြက်ကြရဲဆိုတော့ချစ်ကေတို့လည်းချစ်ကေတို့မောင်နှမတွေစုပြီးတော့ကဲကောင်းပြီအဲ့ဒါဆိုရင်သိသထောင်စထင်မယ်ဆိုပြီးတော့ချစ်ကေတို့ထဟိုထဲ့ထည့်ခဲ့ခြင်းဖြစ်တယ်အဲ2015လလေလောက်ကပေါ့နော် ငွေကြေးနှစ်နာသူတွေထဲမှာဂီတလောကကကော်နီစုံတင်းပါဘိုးဖြူမေခလာဒီဖြိုစတဲ့အဆိုတော်အမှုပညာရှင်၁၉ဦးပါဝင်ခဲ့ပါတယ်။တချို့ကလည်းစာချုပ်ချုပ်ပြီးအဲ့ဒီငွေကိုပေးတာရှိသလိုအချို့ကလည်းအရင်ကျငွေပေးခဲ့တာတွေလည်းရှိနေပါတယ်။နှစ်ဦးနှစ်ဖက်နှစ်နာမှာဆိုတဲ့အတွက်တစုံတရာပြောကြားခြင်းမရှိဘဲထင်းထင်းသိမ့်သိမ့်နေခဲ့သလိုကိုငွေတွေပြန်တောင်းရမှာရှောင်ပုံးနေတဲ့အတွက်ကြောင့်ငွေပြန်ပေးဖို့စာနယ်ဇင်းကနေတစင်ပြောတာလို့သတင်းစာရှင်းလင်းပွဲပြုလုပ်သူတွေကပြောပါတယ်။ကိုယ့်ရဲ့ ကိုယ့်ရဲ့အဖြစ်တွေအားလုံးကိုယ့်ရဲ့ခံရမှုတွေအားလုံးဒါပြောပြရင်းဖွင့်နေဆိုရလဲဒါဟိုအမှန်တရားဘက်ကနေရက်တည်ရဲ့စာတန်းချင်းဆရာတွေအားလုံးကိုဟိုတက်ဆိုင်သူတွေကိုတိစေဖို့ရန်အတွက်အမားတို့ကဒါခေါ်ပြီးတော့ပြောပြရခြင်းပဲဖြစ်ပါတယ်ငွေကြေးပေးရာတွေမှာစာချုပ်ချုပ်သူတွေကတရားဥပဒေအရစာချုပ်ပေါ်မှာမူတည်တယ်လို့လည်းတုံသက်သူတွေကပြောပါတယ်။ဒီပုံမှန်နဲ့ရဆွက်ခိုင်းရင်ပေါ့နော်။သူရဲအေးပိုင်နဲ့ရဲစခန်းမှာမူဖွင့်လို့ရတယ်။ဟိုတုန်းကတော့အမကမရနိုင်တဲ့ ပုံမှာဖြစ်တဲ့ကြောင့်မလို့လူတွေကလိန်လယ်မှု420နံမဖွင့်ဘဲနဲ့ယုံကြည်အနိုင်ရေးဖောက်ပြန်မှုနဲ့ပဲဖွင့်ကြတာများတယ်။အခုကျတော့လိန်လယ်မှုက420 9နှစ်ကြာနေတယ်။အမကမရနိုင်တဲ့ပုံမှာအရင်မှာ420တောင်ပို့ပြီးတော့ပါဒါလိန်တကယ်လို့ယုံကြည်သားအနိုင်ရေးမြောက်တယ်မပြောက်တယ်ဆိုတဲ့ဥစ္စာတော့စာချုပ်တွေမှာကြီးမှသိမယ်လေ။ဒါသူတို့ကဘလို့ဘလို့အပ်ထားတာလဲဆိုတာ ငွေကြေးဖြည့်ရှင်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဖြည့်ရှင်ခွင့်မရရှိခဲ့လို့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ZTH စီတိုင်းပိုင်ရှင်ကိုမျိုးမြင့်အောင်ကလည်းတက်ဆိုင်မှုမရှိကြောင်းအများသိစေရန်ကြေညာချက်ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။ကြပြာပွဲမှုမျိုးသားကသူနဲ့ကြပြာပွဲမှုတက်ဆိုင်ခြင်းမရှိတော့သလို꽌တော့ပါပြီဆိုပြီးသတင်းစာထဲမှာကြေညာခဲ့တာတွေလည်းရှိပါတယ်။အခုလိုငွေကြေးလိမ်လည်တာတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်တမလထံတင်ပြတောင်းဆိုသွားမှာမဟုတ်ဘူးလို့လည်းသိရပါတယ်ရှင်။ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ။